မြန်မာနဝချန်နယ်ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္မရဇလန်းကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာအကဆောရေးသားထားတဲ့ဖျားငါးစုချိန်စာဇလန်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အချိန်အဖြစ်1939ဒီဇင်ဘာလ မြန်မာနိုင်ငံကိုအင်္ဂလိပ်ကိုလိုနီအစိုးရကအုပ်ချုပ်နေတဲ့အခြေအနေဖြစ်ပါတယ်။ပဲခူးတိုင်းဖြူးမြို့နယ်အတွင်းကဗိုက်ဒါ6ရဲ့နေပြည်မှာရွာဟောင်းကြီးအမိယာကြီးရွာလေးတရွာရှိပါတယ်။အဲ့ဒီရွာလေးဟာရှေ့ရခေမွန်မြို့နယ်လက်ထက်ကလေးကတည်ထားခဲ့တဲ့ရွာကလေးတရွာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့ရွာကြီးကတဖြည်းဖြည်းကောလာပြီးရွာငယ်ကလေးအဖြစ်သာကျင်းနေခဲ့တယ်။အဲ့ဒီရွာကလေးကဗိုက်ဒါ6ရဲ့ကိုအပြုလို့လေယာဉ်လုပ်ငန်းတွေကိုလောက်ကန်အသက်ဝေးကြတဲ့ရွာလေးပဲဖြစ်ပါတယ်။ ဒီရွာမှာကိုဦးနဲ့ကိုမူးဆိုတဲ့ညီကိုနှစ်ယောက်ရှိတယ်။ကိုဦးကအသက်40လောက်ရှိပြီးတော့ညီဖြစ်သူကိုမူးကတော့အသက်30ကျော်ပြီ။ကိုဦးကအိမ်နောက်ရပ်သားကြပြီးကလေး၃ယောက်ရှိပေမဲ့ညီဖြစ်သူကိုမူးကတော့အိမ်နောက်မကြသေးပဲလူပြိုကြီးအဖြစ်သာရှိနေပါလေ။ကိုမူးကမိမတွေကိုစိတ်ဝင်စားပဲအခြေပြေတောက်စားမူးရင်နေတယ်။ဒါကြောင့်လဲအမီးရင်းပြလို့ကိုမူးဆိုတဲ့အမျိုးတွေ့လာခဲ့တယ်။ကိုတို့ညီအကိုကရွာပြမှာရာလောက်ကင်ကြပြီးတော့ကိုဦးရဲ့ရာမျိုးတွေကလည်း ဇေဒီကုန်းလို့ခေါ်တဲ့ရဟောင်းစီတွေတစုရဲ့တောင်မက်မှာရှိလေတယ်။ရှင်ဟောင်းစီတွေက36တောင်ညံတော်ရှိပြီးတော့ဟန်တာဝတီပြည်ကိုအစိုးရတဲ့ဓမ္မဇေဒီမြေတည်ထားခဲ့တဲ့ဇေဒီလို့ဆိုကြတယ်။ဒီနေ့ကဒီဇင်ဘာလ၄ရက်နေ့ကိုဝါထုံးစံအတိုင်းရာလုံငန်းတွေကိုလောက်ကနေတယ်။ကိုမိုးကတော့နှွားတရှိကိုရာခဲလုံးချုံတော့ဆက်မှာလှုပ်ချောက်ပြီးတော့အရက်ကိုတများများဇိမ်ခံတောက်နေလေတယ်။မကြခင်မှာပဲကိုဦးရောအေရအခိုင်းစေဖြစ်သူမောက်တော့ရောက်လာခဲ့တယ်။မောက်တော့က အသက်73နှစ်လောက်ရှိပြီကိုဦးတို့နဲ့ဆွေမျိုးမကင်းတော့တယ်မိမမဲမို့ကိုဦးကခေါ်ယူဆောက်ရှောက်ထားပြီးမိသားစုတူတူဖွဲ့အတူတူလောက်ကန်စားတောက်နေခြင်းဖြစ်ပါတယ်မော်တော်ကခန်းနှောင်းလေးတစ်ခုထမ်းလာတယ်ကိုမကမော်တော်ကိုတွေ့ရနဲ့ကိုဦးရဲ့ရာတဲလေးစီကိုပြေးလာခဲ့တယ်ရာတဲစီကိုရောက်တဲ့အခါမှာမော်တော်ကတောင်းကလေးကိုချပြီးကိုမကတောင်းကလေးကိုဖွင့်လိုက်ကငတော်ကြီးဒီနေ့ဟင်းလည်းမကောင်းပါလားကွာငချောင်းနဲ့ပဲဟင်းချိုပဲပါတယ် ကိုဦးကလန်ဆေးလို့တဲအတွင်းထဲကိုရောက်လာတယ်။ငမှုရာရှိတာလေးနဲ့ပဲစားစက်မှာကွာ။ငါတို့ကတထဲတွေမဟုတ်ဘူးနော်။အခုအချိန်ကဒုလိုတောင်သူတွေချက်တဲပါပြီနဲ့။ညကိုနှစ်ယောက်ရာတဲ့အရှိမရှိတဲ့ကုပြက်လေးပေါ်မှာထမင်းစားဖို့ထားလိုက်ကြတယ်။ကိုဦးကမောင်တော်ဘက်ကိုလှည့်ပြီးတော့ငါတို့မင်းရောထမင်းစားပြီလား။မစားရသေးတခါတည်းသာဝင်စားကွာ။ဒီလိုနဲ့တော့ဦးသားထမင်းလက်ဆောင်စားလိုက်ကြတယ်။ထမင်းစားပြီးတဲ့အခါနေလေတစ်ချက်တည်းကြော့လိုက်ပြီ။ ဆောင်းနေနေကကြဲကြဲတောက်ပူပြီးသုံးယောက်သားထမင်းစားတောက်ပြီးတဲ့နောက်မှာတော့အနည်းမှရှိတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကိုဝင်လို့အရေးခုန်နေမိတယ်။ကိုမူကတစ်ပင်ပြည်စီကိုမှီလို့မျိုးလုံးတွေကိုမှီစီးနေတယ်။နွားတရှိကယာကီးရဲ့တစ်ဖက်မှာရှိတဲ့ချုံမင်တွေရဲ့အနည်းမှလှဲခွေနေကြတယ်။အဲဒီအချိန်မှာပဲနွားတွေကတရှိရှိနဲ့နှောက်တွေမှုကြပြီးယာကီးအပြင်စောက်တရားမရအောင်ပြေးထွက်သွားခဲ့တယ်။ဒီအဖြစ်ကိုမြင်တဲ့ကိုအူကမှီစီးနေတဲ့ကိုမူကိုပုံနှိုးပြီးတော့ဟဲ့ငမမူ ခမနွားတွေအလန့်တကြားနဲ့ဘာဖြစ်လဲမသိဘူးကွာငွေတွေ့လို့လန့်ပြတာဖြစ်မှာပေါ့အကိုကြီးကငွေတွေ့တာဒီလောက်လန့်မှာမလားကွာပဲပင်တွေကိုနင်းမိတော့ဒုက္ခပဲကွာကိုဦးကအစ်ပြေကြီးအောက်ကနေထားရက်လိုက်တဲ့ချိန်တဝိုးဝိုးအတန်ကြီးကရုတ်တရက်နီးကပ်လာပြီးညီပြေမရေလိုင်းလုံးလှုပ်ခတ်လာလို့မတိတ်ရက်နေတော့ကိုဦးလည်းနှွတ်ထွက်သွားခဲ့တယ်ထန်နေတဲ့မောင်တို့ကလည်းလေးဘက်တောက်လဲကြပြီးတော့မြေပေါ်မှာလှိမ့်နေတယ်ကိုမကအခုမှမျိုးလုံးဖွင့်ကြည့်ပြီးကြောက်လန့်တကြားထောက်အော်တယ် ငလေလှောက်နေတာဟေးငတော့ရဒီအချိန်ကိုမူးမိထားတဲ့တစ်ပြေကြီးကတချမ်းချမ်းတစ်ဖြောင်းဖြောင်းအတန်တွေမြည်ဟင်းလာပြီးတော့တင်းမြစ်တွေကမြေပြေမော်ကိုရုံးကန်တက်လာတယ်ကိုမူးလည်းတစ်ပြေအောက်ကအမြန်ခုန်ထပြီးတော့လဲကျနေတဲ့မော်တော်ရဲ့လက်ကုပ်ကိုဆွဲကတစ်ပြေနဲ့လှုပ်ရစီကိုအမြန်ပြေးတော့တယ်မြေပြေကအထောက်ပဲညာလွလွငါလှုပ်ရှားနေလေတယ်တစ်ပြေအောက်ကပြေးထွက်ပြီးရာကင်းနဲ့အရောက်မှာတော့ကိုမူးချော်လဲကျသွားခဲ့တယ်သူတို့ပြေးထွက်လာခဲ့တဲ့တစ်ပြေကြီးကလည်း အညစ်ကနေလန်လုံးတစ်ဖက်စီကိုလဲကြပါခဲ့တယ်။ကိုမူအာအောနေတဲ့အချိန်မှာပဲသူတို့လဲကြနေတဲ့ရာခေးမြင်မျက်နဲ့ပြပါ အကွဲချောင်းကြီးတစ်ခုကမြေကိုကြက်လျှောက်လို့အတန်းလိုက်ကြီးဖြစ်ပေါ်လာခဲ့တယ်။ဒီအကွဲချောင်းကြီးရဲ့အပေါ်မှာမောင်တုတ်ကငုတ်တုတ်ထားနေတယ်။မျက်စိရှိမှပဲအကွဲချောင်းကြီးကဝုန်းငနဲ့ကွက်ထွက်သွားတော့မောင်တုတ်ကအကွဲချောင်းအတွင်းထဲကိုပြုတ်ကျသွားခဲ့တယ်။ကိုမူဟာမောင်တုတ်ရဲ့လက်တစ်ဖက်ကိုပြေးဆွဲလိုက်လို့သာ မောင်တုတ်တယောက်အကွဲချောင်းကြီးအတွင်းထဲကိုချက်မသွားတာ ကိုမူအောက်ကုံသုံးပြီးတော့မှမောက်တော့ကိုဆွဲတင်ရတယ်။အကွဲเจ้าကလေးတောင်လောက်နဲ့ရှာပြီးတော့ကိုမူနဲ့မောက်တော့ဟာအကွဲเจ้าကြီးအနီးကနေပြေးထွက်လာခဲ့တယ်။ရာတဲလေးကိုကြည့်လိုက်တော့လေမြေပြင်မှာပြပြဝှလို့ပြိုကျလိမ့်ပြီ။အဲ့ဒီချိန်ဝုန်းကနေအတန်ကြီးနဲ့အတူတူရာကင်းနှစ်ပြားကရှီဟောင်းစီတို့ကခေါလုံးတို့ကပြုတ်ထက်ပြီးတော့ပြိုလဲကျသွားခဲ့တယ်။ဇေဒီပြိုကျတဲ့အချိန်ကြောင့်မြေပြင်တွေတော့တောင်းလောက်ကုန်တယ်။စက္က30ခန့်အကြာလှောက်ရှားပြီးတဲ့အခါမှာတော့ ်မိပြင်ကပြက်လဲတိညိသွားခဲ့ပြီဒီခိုက်လှုပ်ချောင်းထားတဲ့နွားနှကောင်ကဇီဒီကြီးရှိရာစီကိုစွပြေးလာတယ်ကိုဦးကမိပြင်ကနေအမြန်ခုန်ထပြီးတော့နွားနှကောင်ရဲ့အနောက်ကို ပြေးလိုက်လာခဲ့တယ်ကိုမူးနဲ့မတူရလဲကိုဦးရဲ့အနောက်ကို ပြေးလိုက်လာခဲ့တယ်ဇီဒီကောင်းလေးရဲ့အပေါ်မှာအုတ်ကျိုးအုတ်ပဲတွေနဲ့ပြက်ကျဲနေတယ်ကိုဦးကနွားနှကောင်ကိုပြက်ဆွဲလာတဲ့အချိန်ဖះကုန်းတော်ရဲ့အောက်ဘက်မြေပြင်မှာကိုယ့်ရဲ့ကြီးတလုံးကျနေတာကိုတွေ့လိုက်ရတယ်။ကိုအေကငွေနဲ့ပြုတ်လုထားတာဖြစ်ပြီးတော့မှအလုံးပိတ်ထားတယ်။ ကိုကကိုအေကိုကောက်ယူကြည့်တဲ့အချိန်မှာပဲကိုမူးနဲ့မောင်တော်တို့ရောက်လာခဲ့တယ်။အကိုကြီးအဲ့ရဘာကြီးလဲ။ဟေးငါလည်းမသိဘူးဟ။ဘယ်ကနေဘလို့ဖြစ်ပြီးကိုရဲ့ကြီးအားဒီကိုရောက်လာလဲမသိဘူး။ကိုဦးကကိုအေကိုဖွင့်ကြည့်လိုက်တဲ့ဆိုပေမဲ့ကိုအေကအလိုချက်နေတဲ့အတွက်အုတ်ခဲတစ်ခုကိုကောက်ယူပြီးတော့ရောက်ဖွင့်လာလိမ့်တယ်။အဖုံးပွင့်သွားတဲ့အခါအတွင်းထဲကရွှေငွေရတနာတွေကဝေါကနဲ့ပြုတ်ကြလာခဲ့တယ်။တကယ်တော့ဒီအရာတွေကကိုရဲတခုမဟုတ်ပဲ ငွေကြောက်တလုံးဖြစ်နေလေတယ်။ကိုဦးကရွှေသားတွေကိုကောက်ယူကြည့်တဲ့အခါရွှေသားအတိနဲ့ပြုတ်လောက်ထားတဲ့ဆင်းနုတော်တွေဟင်ဖခင်ဆင်းနုလေးတွေပါလားငမူးရကိုမူကဆင်းနုလေးတစ်ခုကောက်ယူလိုက်တယ်။အဲ့ဒီဆင်းနုတော်ကတမက်ခက်အရွယ်ရှိပြီးတော့အလေးချိန်ကလေးနေနေတယ်။ကိုမူဟာဆင်းနုလေးကိုသွားနဲ့အသာကကြည့်လိုက်တဲ့အခါတွားရအောင်မှဝင်လက်နေတဲ့ရွှေရောင်ကထွက်ပေါ်လာခဲ့တယ်။အကိုကြီးဒါရှစ်ဆင်းနုတွေပဲဗျ။ ကိုဦးကစီးနှုတ်လေးကိုတခုပြီးတခုထုတ်ကြည့်။ဒါဆိုရင်ဒီဟာကဖះရဲ့ဌာပနာတွေပဲဖြစ်မယ်။ဖះဌာပနာကမြောက်ထဲမှာရှိတာမဟုတ်ဘူးလား။မဟုတ်ဘူးကွာ။ဇေဒီရဲ့ငှက်ပြောဘူးတော့ခေါလောင်းတော့မှာထည့်ထားတတ်တယ်လို့လူကြီးတွေပြောတာငါကြားဘူးလေ။ဖြစ်နိုင်တယ်အကိုကြီး။ခုနကဖះပြိုကြတော့ထွက်ကြလာတာများလား။ဒါဆိုကျုပ်တို့ဒီဖះတွေကိုရွာလူကြီးကိုသွားပေးလိုက်ကြမယ်ဗျာ။ကိုဦးကဘေးဘီကိုကြည့်။မင်းယူနေပြီလားငမူးရ။ ။ငါတို့ချမ်းသာတော့မှလေကွာ။ကိုဦးထပြောလိုက်တဲ့အတွက်ကိုမူကအံ့ဩသွားခဲ့တယ်။အကိုကြီးဟောဒီဖះဆင်းတို့တွေနဲ့ကျွတ်တို့ချမ်းသာမှနဲ့ဘာဆိုင်လို့လဲအကိုကြီး။ဆိုင်တော့ပေါ့ကွာ။ဒါငါတို့နဲ့ထိုက်လို့ရတာကွာ။ဒီရှစ်ဆင်းတို့တွေကိုထုတ်ခွဲရောင်းချပေး။ငါတို့ချမ်းသာတော့မှကွာမင်းသိရလား။ဖះပစ္စည်းတွေလောက်ကောင်းလို့လားကိုကြီးကလောက်ကောင်းပါလေကွာငါတခါတော့ဒီစီဒီကိုကြည့်ပြီးဆူတောင်းမှုတယ်ကျွန်တော်တို့ခက်ခက်ခက်ခဲပြင်မမမမလုပ်ရပဲ ချမ်းသာအောင်ဆောင်မပေးပါလို့ဆူတောင်းမှုတွေကွာအခုဒီရတနာတွေကြလာတာကငါဆူတောင်းပြတာပဲကွာကိုဦးကလောဘစောတိုက်လို့ရှစ်စင်းတို့ကလေးတွေကိုပစိုးနဲ့ထုတ်လိုက်လေဟဲ့ငမူးနဲ့ငါတော့မင်းတို့ဒီကြောင်ဘသူ့အမှမပြောနဲ့နော်နောက်လုံးမစီနော်ငါဒီရွှေတွေကိုထုတ်ခွဲရောင်းချပေးမင်းတို့လည်းဝေစုပေးမှာပါကွာမင်းတို့စိတ်မပူကြနဲ့ဒီလိုနဲ့ကိုမူးနဲ့မောင်တော်တို့ခေါင်းညှိလိုက်ကြတယ်တကယ်တော့ဒီအရာတွေက ကိုယ့်ရဲ့ကြီးတစ်ခုမဟုတ်ပဲဌာဝနာထည့်ထားတဲ့ကျုပ်ဘူးကြီးတစ်ခုသာကိုဦးတို့ကအသိဉာဏ်နဲ့ပါလာတဲ့အတွက်ကိုယ့်ရဲ့ကြီးလိုထင်မြင်ယူဆနေကြခြင်းဖြစ်ပါတယ်ဒင်းကလေးကြီးကဖြတ်အားပြေးဖြူးကလေးကြီးဖြစ်ပြီးတော့ဖြူးမျိုးနဲ့တောင်ငုံမျိုးအပြင်ဘကိုးတားအတွေ့အထီးခတ်အပြည့်စည်များလာတယ်ရွာဟောင်းကြီးရွာမှာလည်းအိမ်တော်တော်များများပြိုပြက်ကုန်တယ်ရွာသားအပေါင်းအတ္တိဒုက္ခရောက်နေတယ်ဆိုပေမဲ့ကြည့်ပြော်နေတဲ့သူတူဦးလည်းရှိတယ်အဲ့လူကကိုဦးပဲဒီလိုနဲ့ညအချိန်ကိုရောက်ခဲ့ပြီ ကိုဦးတို့ခြေထဲရှိအိမ်လေးကလည်းပြက်စီးသွားခဲ့ပြီးတော့အိမ်ဟောင်းကပစ္စည်းတွေနဲ့အိမ်ရှိမှာကွက်ပြစ်တစ်ခုအချိန်မီပြုတ်လို့လို့ညှိုက်လိုက်ရတယ်။အရေးကကိုဦးတို့လင်များနဲ့ကလေးတွေကအိမ်ရပေါ်ထပ်မှအိပ်ပြီးတော့ကိုမိုးကအိမ်ရအောက်ထပ်မှအိပ်ပြီးမောင်တို့ကအိမ်ရအနောက်ဘက်မှာအိပ်ရတယ်ဆိုပေမဲ့အခုချိန်မှာတော့ကွက်ပြစ်ကြီးတစ်ခုအပေါ်မှာတန်းစီပြီးတော့မှအိပ်ကြရတယ်။ကိုဦးတို့ကဖះဆင်းနူတော်တွေကိုရေကွက်ပြစ်အောက်မှာမြုပ်နေပြီးလို့အပေါ်ကနေအိမ်တို့တစ်ခုနဲ့အုပ်ထားလိုက်လေတယ်။ တခြားလူတွေကအိပ်ပျော်ကြတယ်ဆိုပေမဲ့ကိုဦးကဖယားစီးတို့တော်တွေကိုထုတ်ခွဲရောင်းချပြီးတတိဖြစ်မဲ့အရေးကိုတွေးလို့ကျုံးပျော်ရေးအိပ်ပျော်သွားခဲ့တယ်။အိပ်ပျော်ပြီးတိတ်မကြခဲ့မှပဲကိုဦးရဲ့အနီးမှာလူကြီးတယောက်လာရွက်လေတယ်။ကိုဦးကမနှိုးရပဲနဲ့အလိုလိုနိုးလာခဲ့တယ်။ဒီလူကြီးကမောကောင်းမောင်ကြီးကိုပေါင်းထားပြီးတော့အသက်80အရွယ်လောက်ရှိတယ်။မိုးစုံဝင်နှာခေါင်းမွေးတွေကဆွတ်ဆွတ်ဖြူနေတယ်။မင်းလူကြီးကြောက်မြရတနာတွေကိုယူလို့ရတယ်။ဒါပေမဲ့ ဖះငါ့ဆိုတော့ငါတို့စီကိုပြန်ပေးပါဘာလို့ပြန်မရမှာလဲခမရဘာတွေလာပြောနေရလဲခမရဘယ်သူလဲငါမင်းကိုနောက်ဆုံးအချိန်နဲ့တရိပ်ပေးမယ်နော်ဖះငါ့ဆိုမင်းရဲ့ကိုကြိုးအတွက်သုံးလို့မရအောင်ဒီရုပ်ကွားတော်တွေကတကိုးတိတ်ကြီးတယ်သုံးလိုက်တာနဲ့မင်းအသေးဆုံးနဲ့တည်ရမယ်မပေးဘူးဗျာမပေးဘူးလုံးဝမပေးဘူးကိုဦးကအော်ဟစ်ရင်နိုးထလာခဲ့တယ်အဲ့ဒီချိန်မှာပဲကိုမူးနဲ့မတော်လဲလက်နိုးကအော်ဟစ်ကြလိတယ် ကိုမူကအလွန်တော်လုံးနေပြီးတော့ကိုကြီးကျွတ်တော့အဲ့ဒီစင်းနှုတ်တွေကိုပြန်ထားလိုက်ရအောင်ကိုဦးရဲ့ဇနီးတဲ့ကတောင်းတောင်းနဲ့ကြည့်နေတယ်ဟဲ့အောင်မမှုပြမူးယူပြီးမဟုတ်တာတွေရှောက်ပြောမနေနဲ့ပြဲနေစားကိုဦးကကိုမူကိုနှစ်သိမ့်လို့ပြတ်သိမ့်ထားလိုက်တယ်အဲ့နောက်ဆက်လက်အိပ်ဖို့ကြိုးစားပေမဲ့အိမ်မရတော့တဲ့အပြင်ခေါင်းတစ်ချက်ကလည်းတစ်စစ်စစ်နဲ့ကိုက်လာခဲ့တယ်ကိုကရုတ်တရက်ဖြစ်ပေါ်လာတဲ့ဝေဒနာကိုအံ့ဩနေမိတယ်ဒီလိုနဲ့အတက်ကြတော့ကိုဦးစိတ်ထဲတန်ရုံဝင်လာတယ် ဟိုဖျားတွေကတကိုးကြီးတဲ့ဖျားတွေဆိုတော့ငါရေကပြေအောင်မှာ ထားတော့ကိုမချိုက်လို့ခေါင်းကိုက်နေရလားကိုဦးအဲ့နေရာကနေချက်ချေးထားလို့ရေကပြေအောင်မှာဟွက်ထားတဲ့ဖျားဆင်းနုတော်တွေကို တူးပေါ်ထားလိုက်တယ်အသေးချာကြည့်လိုက်တော့ဖျားဆင်းနုကငါးစုတီးတီးဆင်းနုတစုကိုအစိတ်သားခန့်အလေးချိန်ရှိတယ်ဆိုတော့ကိုတွေ့ရတယ်ဆင်းနုနဲ့အတူတူရွှေစားငွေစားတချို့နဲ့ကြောက်မြတ်ရတနာလဲပါတယ်ကိုကဖျားဆင်းနုတွေကိုနေရာတကျပြတ်ထားဖို့စိတ်ကူးမိပေမဲ့ လောဘစိတ်ကများနေတာကြောင့်အမားမှန်ကိုမမြင်နိုင်တော့ပဲတိတ်ပေကွာကြတခုမှတင်ထားလိုက်လေတယ်။နောက်တနေ့မနက်မှာတော့ညီကိုနှစ်ယောက်ရွာပြေလူရှိနေနေရာမှာခေါင်းချင်းဆိုင်ကြတယ်။မော်တော်တယောက်လည်းပါတယ်။ရင်းတို့အိမ်မက်ဆိုးတွေမတ်တာပါကွာဘာမှမဖြစ်ပါဘူးကွာ။မဟုတ်ဘူးတော့အကိုကြီးကျွန်တော်တို့တော့ယောက်စလို့အိမ်မက်ကတပုံစံနဲ့မတ်တာဆိုတော့ထူဆန်းနေရတော့အမှတ်ပဲ။ဒီမင်းကမှုမေတီချာတွေးကြည့်လိုက်စမှာကွာ။ ဒီယရနာရီကိုထုတ်ခွဲရောင်းချပြီးမိသက်သက်ဘာမှလုပ်စရာမလိုတော့ဘူးနိုင်ငံခြားအလာတဲ့ကောင်းမင်းညို့မင်းဆိုတဲ့အရက်တွေကိုတောက်မယ်အစားကောင်းအတောက်ကောင်းတွေစားနိုင်မယ်လေကွာမေဒီလိုဘဝကိုမလိုချင်ဘူးလားဒီရွာမှာပဲတသက်လုံးယာဆိုင်နေပြီးတော့စစ်စစ်ရဲရဲနဲ့နေချင်တာလားကွာကိုမူကကိုဦးပြောတဲ့အတိုင်းစိတ်ကူးရကြည့်နေမိတယ်ဒီမေငါတို့တော့ရောက်မနေ့ပြန်ကြရင်ဒီစင်းနုတွေကိုရောင်းချဖို့သွားကြမယ်ဘယ်တော့မှလဲကိုကြီးငါတို့ဒီနားမှာရောင်းလို့မဖြစ်ဘူး ဒါဆိုဘကိုးပဲရောင်းရောင်းဘကိုးမှာအတိအကျမှမရှိရပဲကွာငါတို့လိန်နဲ့ပတ်တဲ့သူနဲ့တွေ့ရင်ဘယ်နဲ့လုံးမလဲဒါဆိုအကိုကြီးကဘယ်လိုစဉ်းစားထားလဲဒီလိုလုံးမယ်ကွာတာယာဝတီမှာအဖေတိတရောစရာကြီးဦးတင်ဆိုတာရှိတယ်မဟုတ်လား तू ကဂီတပညာရှင်ဖြစ်တဲ့ပြင်အင်္ဂလိပ်မျိုးမျိုးကိုမြှောက်ပေးမိတဲ့ချင်းတွေရေးတိုက်တော့အရာရှိရာဂန်နည်းနဲ့လည်းအစစ်ပြေတယ်အတိုင်းဝန်လက်ထံလည်းရှိတယ်မဟုတ်လားတို့တာမြင်ပြီးတို့ဆက်လုပ်ကြရင်ကောင်းမယ် ညီကိုနဲ့ကောင်းကျင်းလိုက်ကြတယ်။နောက်တနေ့ရောက်တဲ့အခါမှာတော့သူတို့သုံးဦးတာယာဝတီမြို့ကိုထွက်ခဲ့ကြလေတယ်။လက်တကျောင်းမြို့ရီကအပြည့်အစည်တွေနဲ့ပြည့်နေနေတယ်။သုံးရက်ခန့်ကြာတော့တာယာဝတီမြို့ကိုရောက်လာခဲ့ကြပြီ။တရောဆရာကြီးဦးတရတာယာဝတီမြို့ပေါ်မှာအိမ်ကြီးရခိုင်နဲ့နေထိုင်ပြီ။ဦးတရကိုဦးတို့ကိုမှတ်မိတဲ့အတွက်တိတ်ပြီးရှေ့ရှေ့ဝေးဝေးဆင်မျိုးဆက်နေစီရမလို့။ကိုဦးကလည်းလာရင်အเจ้าကိုရှင်းပြပြီးတော့ရတနာပစ္စည်းတွေကိုပြသလိုက်လေတယ်။ရတနာတွေကိုမြင်တဲ့အခါမှာ ဦးတည်ရဲ့မျက်နှာကအလွန်အံ့ဩနေတယ်။အဲ့ဒါကျုပ်တို့ဒီပစ္စည်းတွေကိုထုတ်ခွဲရောင်းချခြင်းနဲ့ဦးကြီးကျုပ်တို့ကိုကူညီပါ။အေးပါ။ကူညီရမှာပေါ့။ငါအတိတဲ့ရရနာပွဲသားကြီးတွေရှိပါတယ်ကွာ။ဒါထက်မင်းတို့ကရောင်းချပြီးငါ့ကိုမမေ့ရအောင်နော်။စိတ်ချပါဦးကြီးအား။ဦးကြီးကိုကျုပ်တို့ထိုက်ထိုက်တတ်တာကြောက်မှာပါ။ဒီလိုနဲ့ဦးတင်ကသူနဲ့ခင်မင်းနဲ့ရရနာပွဲသားမိမကြီးစီကိုခေါ်ဆောင်သွားလိမ့်တယ်။ ီမိမကြီးကကြောက်မြတ်လောကမှာနာမည်ကြီးပြီးချမ်းသာတယ်။ဒီပွဲသားမကြီးကကြောက်မြတ်ယန္တနာတွေကိုတင်းညုံဝယ်ယူလို့ဈေးဖြတ်ပေးလိုက်တယ်။ရှင်တို့ရဲ့ကြောက်မြတ်တွေအားလုံးကို ကျမယူမယ်။ရှင်တို့ငွေတစ်ထောင်ပေးမယ်။တစ်ထောင်ပဲလားဗျ။ဒီလောက်အများကြီးကိုရှင်တို့ကြောက်တွေထဲမှာစိတ်ကောင်းကြောက်ကောင်းမှမပါပဲ။ပြီးတော့ကြောက်ဆိုတာအချေကြလားလေးလေးတက်မိုးကြောက်သွားလေးလေးမဟုတ်ဘူးလား။ပွဲသားမကြီးကတမင်ဈေးနဲ့ဝယ်ယူတာ။ဒါပေမဲ့ တထောင်ဆိုတဲ့ငွေကအဲ့ဒီခေတ်ကအတော်တန်များပြားတဲ့ငွေဟောဒီစင်းတို့တွေကိုရောရောင်းကျင်တယ်ဖះစင်းတို့တွေကိုတော့ကျမမဟုတ်ဘူးကျမကြောက်ကုန်တယ်ပါကိုတို့ကပွဲစားမကြီးပေးတဲ့ငွေတထောင်ကိုယူလာခဲ့ကြတယ်ဖះငါးစုကိုမရောင်းချရသေးတဲ့အတွက်ကိုကမကျေနပ်နိုင်တရောဆရာကြီးကိုငွေနဲ့ကတော့လိုက်ပြီးအဲ့ဒီညမှာပဲဝေကောင်းစားလာတွေဝယ်ယူဝစ်စင်လို့တာယာဝတီမြို့မှာရှိတဲ့စားတော်ဆက်ကြီးမှာ အစ်စ်တန်းမြင့်မြင့်စားတော့ကြလိမ့်တယ် ကိုမူကအရက်တွေကိုတောက်ရင်ကိုကြီးတထောင်ဆိုတဲ့ငွေကမနှဲဘူးဗျကျွတ်တူတက်ငွေတရားနှစ်ရာတော့လက်ထဲကင်မှုတာမှမဟုတ်တာဒီငွေတွေယူပြီးပြန်ညှို့ဆိုဗျဖះဆီးနှုတွေကိုတော့ရွာလူကြီးတွေရဲ့လက်ထဲပြက်အပ်လိုက်မယ်လင်းမေတော်တော့ညံမရှိတဲ့ကောင်ပဲငမှုဒီဆင်းနှုတွေအပ်လိုက်မယ်ဆိုရင်ငါတို့စားနိုင်တောက်နိုင်နေတယ်ဆိုရင်ရွာလူတွေကဘယ်လိုထင်ကြမလဲတက်တက်စားလဲကျွတ်တော့နှစ်တက်စားလဲကျွတ်တော့မယ်ကွာဒီချင်းနေမှတော့မထူးတော့ဘူး မတော်ကတော့ညီကိုနှစ်ယောက်ပြောဆိုတာကိုသတိမထားမိပဲစားသားလို့သာနေနေတယ်။ကိုကတရောဆရာကြီးဘက်ကိုလှည့်လို့ကျင်းနဲ့ရွှေစင်းတို့တွေကိုရောင်းဖို့လုပ်ပေးပါအောင်ဦးကြီးအား။ဒါတွေရောင်းထက်လဲဦးကြီးကိုခေါ်တော့ပါအောင်မယ်။နေအောင်တော့ကိုပါရင်ဆိုလားကျုံနဲ့အတိပဲ။သူ့ရဲ့ဆရာတက်တော့ဝင်တော့မစ္စတာဖီကလက်တဲ့ကိုပါရင်တခါပြောမှုတာသူ့ဆရာရှေးဟောင်းစင်းတို့ရောရုပ်ပွားတော်တွေကိုဝယ်ယူစုဆောင်နေတယ်စုပဲ။ အင်္ဂလိပ်ကြီးကဖျားစင်းကိုဝဲပါမလားကွဝဲမှာပါကွငါကရှီဟောင်းပစ္စည်းတွေကိုတိတ်နားမလဲဘူးဆိုပေမဲ့ဒီစင်းတွေကိုကြည့်ရတာရှီဟောင်းစင်းတွေပုံစံပဲကွရွှေနဲ့လောက်ထားတာဆိုတော့တန်မှုလေးကြည့်မယ်မစ္စတာဖစ်ကလည်းချိန်မှာတိတ်ကြတယ်ဒါဆိုလည်းဆက်သွယ်ပေးပါဗျာမင်းတို့ဒီမှာတရက်နဲ့ရနေအောင်ငါကိုပယုံကိုဆက်သွယ်လိုက်မယ်ဒီလိုနဲ့ကိုဦးတို့လူတစုတရိုးစရာကြီးဦးတည်ရင်နဲ့အိမ်မှာတောင်းတနေကြတယ် တော့ဥပယင်ကတော့အတွင်းထဲကိုကိုယ်ဆင်းသွားတာကြောင့်တပတ်ကဆောင်းရသေးတယ်။ဒီကကိုမှုတယောက်ပြဿနာရှာတော့တယ်။မူးလာတဲ့အခါတိုင်းအိန္ဒိနာချင်းတွေဘုံဆိုင်ကလူတွေကိုဖះဆင်းနှုတ်တော်တွေနဲ့ယရနာတွေအကြောင်းကိုပြောပြောလေးရှိတယ်။လူများစုကကိုမှုရဲ့စကားကိုမယုံကြပါနဲ့။ကိုဦးကတော့အလွန်ဒေါပနေတယ်။မူးမူးနဲ့အိပ်ပြလာတဲ့ကိုမှုရဲ့လက်ကုပ်ကိုကိုဦးကစောင့်ဆဲပြီးတော့ဒီမင်ကမှုမင်းပါဇက်ကိုစိတ်ကရှိစားမှာ။ ငါတို့စင်းလို့တွေခိုးရောင်းတာလူတွေတိတ်သွားရင်အမှုပတ်နေပါဦးမယ်ကွာအကိုကြီးရာကျုပ်ပြောပြသားပဲမဟုတ်လားဗျဒီစင်းလို့တော်တွေကို ပြန်ပေးလိုက်ပါလို့မပေးနိုင်ဘူးငါကန်ကောင်းလို့ရလာတော့ကိုဘယ်သူမှမပေးနိုင်ဘူးဒီမင်္ဂမှုနောက်တစ်ခါမင်းဒီအကြောင်းကိုလူတွေကိုထပ်ပြောလို့ရတော့မင်းကငါတတ်မယ်မင်းနားလေလားငမူကပြည်တီတီနဲ့ပြုံးလို့ခေါင်းကြီးလိုက်လိမ့်လေဒါမဲ့ငမူကပါစက်မလို့ဒီအကြောင်းကိုပြောမြေပြောစေဥတီရဲ့ချီအိမ်ကအင်းကြီးနေတော့မှ ။ဦးတင်ကိုဒီချောင်းတွေကိုမြင်မြတ်ကြတယ်။ဦးတင်ကလည်းနှုတ်လုံးဖို့အတွက်ကိုအိုးကိုအပြစ်တင်တယ်။ကိုမိုးကထပ်မံပြောတဲ့အတွက်ကိုအိုးတယောက်စိတ်မထိန်နိုင်တော့နောက်တနေ့မှတော့ကိုအိုးကကိုမိုးကိုခေါ်ဆောင်ပြီးတနေ့ရောက်ကိုခေါ်ထုတ်လာခဲ့တယ်။ညီကိုနှစ်ယောက်ထွက်သွားတော့ကိုအမြင်တွေ့လိုက်တဲ့မောင်တော်ကအနောက်ကနေမရောမလဲနဲ့နောက်ရောက်ခံကလိုက်လာခဲ့တယ်။ကိုအိုးတို့ညီကိုကမြို့အပြင်မှာရှိတဲ့ဇေယကြီးတစ်ခုစီကိုရောက်လာခဲ့တယ်။ဇေယပေါ်မှာထိုင်နေရေးတိတ်မကြခဲ့မှာပဲ။ကိုအိုးဟာ လွဲ့ရည်အတွင်းထဲကပလေးလေးတလုံးကိုထုတ်လိုက်လိမ့်တယ်။ဒါပါပလေးလေးကိုကြီးနိုင်ငံခြားပြည်ရပ်ပောင်ကမှုအားဦးတည်ရင်ပြောတာတော့စကော့ဝီစကီဆိုလားပဲ။ငမူကအရက်ပလင်းကိုယူပြီးတော့မှမွတ်တောက်လိုက်လိမ့်တယ်။အရက်ကကောင်းလိုက်တာဗျာ။ဒါမဲ့အနာတော့တမျိုးပဲနော်။ဒါထက်အကူကြီးကဗာစိတ်ကူပေါလို့ချက်ကိုတီးခေါ်လာလေ။ငမူမေးရတနာတွေရတဲ့အကြောင်းကိုရှောက်ရှောက်မပြောနေတော့နော်။ကျုပ်လည်းမူးလို့ပြောမိတာပါကိုကြီးအား။ ောက်ဆုံးမပြောတော့ပါဘူးအေးပါညီလေးရာနောက်ဆုံးရင်လည်းမင်းပြောနိုင်မှာမဟုတ်တော့ဘူးကိုဦးကတစ်ချက်ပြောလိုက်တယ်ငမူးကတော့အရက်ပလင်းကိုဖေးထောင်းနေအောင်မောတော့လိုက်လိမ့်တယ်ညီကိုနှစ်ယောက်ဆက်ထန်နေနိုင်ဝက်လောက်ကြတော့ငမူးတယောက်ခေါင်းနဲ့မူးဝေလာခဲ့တယ်အကိုကြီးကျုပ်ခေါင်းနဲ့မူးလာတယ်ဗျာရှင်ဘက်ထဲလည်းပူလာသလိုပဲဘလို့ဖြစ်တာလဲမသိဘူးကိုဦးကမတ်တက်ထရက်လိုက်လိမ့်တယ်ကိုမူးကမတ်တက်ရက်ပြင်မဲ့မထနိုင်တော့ပဲလေးဘက်တော့လဲကျသွားခဲ့တယ် ဲ့ဒီချိန်ဗဇက်အတွင်းထဲကအဖြူရောင်အယူတွေနဲ့အတူတူသူ့ရဲ့ဘာဝေါကနဲ့အန်ချလာတယ်။ကိုမူကဈေးရဲ့ကျင်းပြမှာလွန်းလွန်းလို့အဟစ်နေတယ်။အကိုကြီးပူတယ်။ကြောက်ရွံ့နေပူတယ်။ဖိုက်ထဲမှာဦးတွေတထန်းထောက်နဲ့ပြတ်ထွက်ကုန်တယ်လို့ပဲ။အကိုကြီးချက်ကိုဘာလုပ်လိုက်တာလဲ။ကိုဦးကကိုမူကိုငုံကြည့်ကကောက်ချစ်ဆင်းလဲတဲ့အပြုံးနဲ့ပြောရင်"မင်းနောက်ဆိုရင်ရှောင်မပြောနိုင်တော့ဘူးငမု။ပါတော့ငရေပြည်ကိုအေးရအေးချောင်းသွားတော့" ကိုဦးကဇရက်ဘွားနဲ့ဆင်းသွားလိမ့်တယ်။ကိုမူကသွေးတွေအလုံးအတက်ကြအောင်လွလွနေမကြခဲ့အချိန်မှပဲညစ်သက်သွားခဲ့တယ်။ဒီဖြစ်ပျက်ကိုအနောက်ကနောက်ရောက်ကလိုက်လာတဲ့မော်တော်တစ်ယောက်တွေ့ရှိသွားခဲ့တယ်။ရရနာပစ္စည်းတွေရဲ့အရေးကြောင့်ညီရင်းကိုဖြစ်သူအစိတ်ခတ်တက်လိုက်တဲ့ကိုဦးရဲ့အဖြစ်ကိုတွေ့ပြီးတော့မော်တော်တစ်ယောက်ကြောက်လန့်နေမိတယ်။ကိုဦးကညီကိုအရင်ကတော့မှတက်ပြစ်တယ်ဆိုတော့ငါ့ကိုလည်းတက်ဖို့ဝင်လင်းမှမဟုတ်ဘူး။ဒီအကြောင်းတွေကိုငါသိသွားတယ်ဆိုရင် ငါ့ကိုကျင်းတည်တတ်မှာပဲငါဒီအကြောင်းကိုမသိကြည့်ရောက်ဆောင်ပြီးလှုပ်ဝက်ထားမှရမယ်ကိုဦးကတနေရာကိုဝင်နေသေးတဲ့အတွက်မော်တော်တရားအိမ်ကိုအရင်ပြောင်းလာခဲ့တယ်တခါမှအရက်မတောက်ဘူးတဲ့ကိုဦးအဲ့ဒီညမှာအရက်သေးတောက်လို့မိုးရပြီးပြောင်းလာခဲ့တယ်မော်တော်ကမသိကြည့်ရောက်ဆောင်လို့ကိုဦးကိုမိုးမတွေ့ပါလားဗျဟာဒီကောင်တနေရာမှာမူပြီးသွားရတာဖြစ်မှာပေါ့ကွာအဲ့ဒီညအချိန်မှာပဲတရော့ဥတည်နေတူတူကိုပါရင်လိုက်လာတယ် ကိုကကိုဘရင်ကိုရွှေစင်းတို့တွေကိုပြသလိုက်လေတယ်။ရှင်ဟောင်းရွှေစင်းတို့တော်တွေကိုတွေ့တဲ့အခါမှာကိုဘရင်မျက်လုံးတွေအယောင်လှက်သွားတယ်။ဘလို့လဲကိုဘရင်ဒီစင်းတို့တော်တွေကရောင်းလို့ရနိုင်မလား။မစ္စတာဖစ်ကလည်းကြိုက်လောက်ရဲ့လား။ကြိုက်တယ်။တိတ်ကိုကြိုက်တာပေါ့ဗျာ။ကျုပ်ကရှင်ဟောင်းပစ္စည်းတွေအကြောင်းတိတ်နားလဲတယ်လို့မဟုတ်ပေမဲ့ဒီစင်းတို့တွေကိုကြည့်တာတော့လွန်ခဲ့တဲ့နှစ်ပေါင်း230လောက်ကလက်ရည်တွေဖြစ်မဲ့ထင်တယ်။ ကျုပ်ဒီစီနိုတွေကိုမစ္စတာဖီကလစ်စီကိုရောင်းပေးပါမယ်။ဒါဆိုကျုပ်ကပါခေါ်ပါဗျာ။ဟုတ်ပြီလေ။မနေ့ကညနေကျရင်မြို့ပြင်ကတစ်တောဌာနပိုင်းဘိုဒေးကြီးမှာဆုံးကြမယ်။ကိုတရဟောက်လျာကိုဦးကိုခေါ်လာခဲ့။ကျုပ်နဲ့မစ္စတာဖီကလစ်နဲ့အဲ့ဒီဘိုဒေးကြီးမှာစောင့်နေမယ်။ည9နာရီထဲနောက်မကျစေပဲလာခဲ့ကြ။ဖျားစီနိုတွေကိုရောင်းအောင်ရမယ်ဆိုတော့ကိုဦးတရကိုပြောရွှေ့နေတယ်။မတော်ကလူသက်သမားကိုဦးကို ကြည့်ပြီးတော့မှထိနေနေပြီ။ ကိုဦးကတော့မော်တော်ကိုနှုတ်ပိတ်ပြုတ်ဖို့ကြိုတည်တွေးထားပြီးသားစင်းတို့တွေရောက်ကြပြီးရွာကိုပြန်တဲ့အခါလူရှင်းနဲ့လမ်းတနေရာမှာတက်ဖြတ်ပြုတ်ပွဲအတွက်ကြက်ရဲထားလိမ့်တယ်နောက်တနေ့ညနေမှာတော့တရော့ဦးတင်နဲ့ကိုဦးတို့အိမ်ကနေထွက်ခွာဖို့ပြင်ဆင်နေကြတယ်ဦးတရကိုဦးနောက်ကလို့မောင်မင်းရဲ့ပစ္စည်းတွေပါရဲ့နော်ပါပါတယ်ဦးကြီးကငါတော့မင်းဘယ်ဟုတ်မှမသွားပဲအိမ်မှာပဲနေခဲ့ဟုတ်ပြီလားကျုပ်လည်းလက်ချင်တော့ပေါ့ကိုဦးရာ လိုက်ချင်လေလိုက်ခဲ့ကွာဒါမဲ့ဟိုအိမ်မော်တော့မတက်နဲ့ဟုတ်ပြီလားကိုဦးကမော်တော်ကိုခေါ်ဆောင်လာခဲ့တယ်တက်တော့ဌာနပိုင်းယုံကြီးကညနေစောင်းပြီမို့လူသူကိမဲ့နေတယ်ဌာနအရှိမကိုဘရင်ကအသေးဆောင်ဆိုင်နေတယ်မော်တော်ကိုဗိုလ်တဲကြီးရဲ့အောက်မှာထားပြီးတော့ကိုဘရင်ဦးစီးခေါ်ဆောင်မှုနဲ့အစာဦးပေါ်ကိုတက်လာခဲ့ပါတယ်ကိုဘရင်ကရုံးငန်းကြီးတစ်ခုအတွင်းထဲကိုခေါ်ဆောင်လာခဲ့တယ်ရုံးငန်းကြီးကခင်မီပြူပေါကားတွေနဲ့ပြင်းထန်နေပြီ။ကိုပိုင်ကကိုဦးဘက်ကိုလှည့်တာ ကိုဦးခမည်းပစ္စည်းတွေထုတ်လိုက်ပြန်ကိုဦးကလွယ်အိတ်အတွင်းထဲကပစ္စည်းတွေကိုထုတ်ပြီးတော့အနည်းမှရှိတဲ့ဇပွဲကုန်လေးပေါ့ကိုတင်လိုက်တယ်ကဲဘမလည်းခမည်းတို့ရဲ့တစ်တုံးဝင်တော်မင်းကြီးကိုပါရဲ့ငါပြုတ်လို့အခန်းတနေရာကိုညှော့ပြလိုက်လေအဲ့ဒီအချိန်မှာပဲအခန်းတနေရာမှာရှိတဲ့တကားတစ်ချက်ကဝုန်းငနဲ့ပွင့်သွားပြီအင်္ဂလိပ်ကြီးတယောက်ထွက်လာတယ်အင်္ဂလိပ်ကြီးရဲ့လက်ထဲမှာနှလုံးပြူတက်တဲ့ကြီးတက်လက်ကိုကိုက်ဆောင်ထားလိုက်တယ်ကိုပါရင်နဲ့ဥတင်က တယောက်မျက်နှာတယောက်ကြည့်ပြီးအနှုတ်ကိုဆွတ်လိုက်တယ်။တနက်ကမြထွက်လာတဲ့လူကြီးကိုတွေ့တဲ့အခါမှာကိုဦးတယောက်ထိတ်လန့်တုန်လှပ်သွားမိတယ်။တဆက်ထဲမှာပဲတနက်တဲ့တစ်ချက်ထွက်ပေါ်လာပြီးနှလုံးပြူတနက်ထဲမှာကိုလုံးကြည်စံကကိုဦးရဲ့ရင်ဝကိုထိုးပေါက်ဝင်ရောက်လို့ကိုဦးတယောက်အနှောက်ကိုရိုင်းချသွားခဲ့ပါတော့တယ်။တနက်တဲ့ကြားတဲ့အတွက်မောင်တော်အိမ်ဘော်ကိုပြေးတက်လာခဲ့တယ်။ဒီကလေကားဝအရောက်မှာတနက်ထင်ရရလို့လက်ပြုတ်နေတဲ့ကိုဦးကိုတွေ့ရတယ်။တနက်ကင်နာတဲ့အင်္ဂလိပ်ကြီးကိုလည်းတွေ့ရတယ်။ မော်တော်တက်လာတဲ့အတွက်မစ္စတာဖီကလက်အလိုအပ်ော်ပြီးမော်တော်ဘက်ကိုလှည့်ကတနက်နဲ့ပြစ်ချလိုက်တယ်။မော်တော်ကအလှည့်မြခုံဆောင်လိုက်ပေမဲ့တနက်ကြည်စံနှစ်ခုကမော်တော်ရဲ့လက်တစ်ဖက်ကိုထိမှပါတယ်။နှလုံးပြူတနက်အတွေ့ထက်ထားတဲ့ကြည်စံကဇရေကြည်လို့ခေါ်တဲ့ကြည်စံလေးတွေဆုထက်ထားတာဆိုတော့မော်တော်တယောက်တေးလောက်တဲ့ဒရမရမော်တော်ကလေကားတိုင်းလိတ်ကျဆင်းသွားပြီးမြေပြင်ပေါ်ကိုရောက်တာနဲ့မော်တော်တယောက်ခြေကုန်တော့ထွက်ပြေးပါတော့တယ်။ဒီကောင်လေးမသိပါလားကွာ။ မစ္စတာဖီကလကရုပ်အတွင်းနေရာထပ်ပြေးသွားတဲ့မောင်တော့ကိုငေးချပြီးပြောဆိုလိုက်တယ်။တယောဦးတင်ကဒီကောင်ကလေးကရိုးရိုးပေါပေါလေးပါဝင်တော့မေးရဲ့။ဒီလောက်ကတော့မှုမနေစမ်းပါနဲ့။တည်သွားတဲ့ဒီကောင်ကိုရောဘာလုပ်မလဲ။ဒါမြလွယ်ပါတယ်ဝင်တော့မေးရ။အခုပဲပလိတီကိုခေါ်လိုက်မယ်။ရုံးငန်းထဲကိုခိုးဝင်တဲ့တခုတနေ့နဲ့ပြစ်လိုက်ရတယ်ဆိုရင်ပြီးမသွားဘူးလား။ကောင်းတယ်မောင်ပါရင်ဒီချက်အကောင်းဆုံးပဲ။ဝင်တော့မေးရ။ ဇဝဲပေါ်မှာတင်ထားတဲ့ဖယားငါးစုကိုအသေးချာကောက်တွေကြည့်လိုက်တယ်။ဥပယာအနာကိုကတ်လို့ဘလို့လဲဝင်တော့မင်းစိတ်ကြိုက်တွေ့ရတာ။တိတ်ကောင်းတယ်မောင်ဖယားဒီဖျားတွေကိုကြည့်ရတာလူငယ်တွေနှစ်ပေါင်း300 400လောက်ကလက်ရတွေပဲဝင်းတော်မင်းအတွက်ကျုပ်တို့ကအကျိုးဆောင်ပေးခဲ့တာဆိုတော့ဝင်းတော်မင်းလည်းကျုပ်တို့ကိုမမေ့ရအောင်နော်မမေ့ပါဘူးဗျာခမည်းတော်ကျုပ်ကောင်းကောင်းစုချမှာပါဝင်းတော်မင်းကနေရာမှာချစ်ဆဲထားတဲ့ပြက်ကလေးကိုကြည့်ပြီးတော့ ဒီလိုလို့ဗျာအခုခရစ်စမတ်နာနင်းလာပြီမဟုတ်လားခရစ်စမတ်မတိုင်ခင်24ရက်နေ့ကျရင်ကျုပ်ကဝင်းရမှာရှိတဲ့ဘူဒိတ်ကြီးမှာပြိုဝဲစားထွက်ပြီးခရစ်စမတ်ပွဲဆင်နွှဲမယ်လို့စိတ်ကူးထားတယ်အဲ့ဒီဝဲကိုခမရတို့ကို ဖိတ်ပါတယ်ကိုပါရင်ခမရကလည်းတရောစီရဆိုတော့ကျုပ်ရဲ့ပွဲမှာခမရရဲ့လက်တံကလေးကိုကြားချင်ပါတယ်အတိုင်းတဲ့အလုံးမှာပဲဝင်းတော့မကြည့်ကျုပ်တို့လာခဲ့ပါမယ်မတော်ဟာတနတ်တရားနဲ့ပြည့်လွားရင် ဘင်းတို့ဆရာတူကတနက်တရားကိုကုသပေးလိုက်တယ်။ဒါပေမဲ့အကျော်တခုပြတ်တောက်သွားတာမို့ဘဲဘက်လက်တစ်ဖက်ကအသုံးပြုလို့မရပဲအကျော်တည်သွားခဲ့တယ်။တတော်ဝင်တော့မစ္စတာဖီကလန်နဲ့ကိုဘရီတယောဦးတင်တို့ကတော့ဒီဇင်မာလာ24ရက်နေ့မှာတာယာဝဒီခရိုင်ဝဲရမှာရှိတဲ့ဗိုလ်တဲကြီးမှာစားဝဲတောက်ဝဲကျင်းပါကြတယ်။အဲ့ဒီအချိန်မှာပဲဆရာဆရာခေါင်းဆောင်နဲ့တောင်သူလယ်သမားအရေးတော်ပုံကြီးဖြစ်သွားတယ်။တောင်သူလယ်သမားတပုံတွေကအင်္ဂလိပ်ကိုနားကြည့်ကြတဲ့အတွက် ဝင်းရောင်မှာရောက်နေတဲ့မစ္စတာဖီကလန်နဲ့အပေါင်းအဖော်တွေကိုဝင်းရောင်တတ်ခိုက်ကြတဲ့အတွက်မစ္စတာဖီကလန်နဲ့တကွဥပရေတရော်ဦးတီတို့ပါအင်္ဂလိပ်အလိုတော်ကြီးတွေစုပြီးတော့မှတက်ပြတ်လိုက်တာကြောင့်အသေးဆုံးနဲ့တည်ဆုံသွားခဲ့ကြပါတော့တယ်အဲ့ဒီချိန်ကစတင်လို့ဖះငါးစုံတဲ့င်းကအစနောက်ပျောက်သွားခဲ့တယ်ဒါပေမဲ့ဒီဖះဆင်းတော်တွေကိုကိုကျိုးအတွက်အသုံးချတဲ့သူတွေကအသေးဆုံးနဲ့တည်ဆုံကြရမှာကတော့ကျင်းသိမလွဲပဲလောဘဆိုတက်လို့ကျူးလို့မိကြတဲ့အတွက် အသေးစိုးနဲ့တည်ခဲ့တဲ့ကိုဦးနဲ့ကိုမှုတော့ညီကိုရဲ့အဖြစ်ကိုကြည့်ပြီးတော့မောင်တော်တယောက်တဝေကရမိတယ်။မိမိကလည်းဖျားရီကိုပြစ်မရမှကြံ့ရပါဖြစ်ခဲ့တဲ့အတွက်လက်တစ်ဖက်တည်သွားခြင်းဖြစ်မယ်လို့လည်းမောင်တော်ကယုံကြည်ထားလိမ့်တယ်။အဲ့ဒီချိန်ကစလို့မောင်တော်ဟာဘာသာရေးရိုသေကာချာနေတူဦးဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ရှင်သာမဏေဝစ်လာလိမ့်တယ်။ရှင်သာမဏေအဖြစ်ကနေဦးစည်ဖြစ်နဲ့ဆက်လက်နေထိုင်ရင်အသက်80ကျော်အရွယ်ပါဘုကိုမျိုး၌တင်ငင်းဝင်းနဲ့ကွယ်လွန်သွားခဲ့ပါတော့တယ်။ 1930ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှာလှုပ်ရှားသွားခဲ့တဲ့ဖြူးငလင်ကြီးကျောင်းပြိုကျပျက်စီးသွားခဲ့တဲ့ဖျားစီတွေကဌာပနာပစ္စည်းတွေကိုအလွဲသုံးစားလုပ်ခဲ့တာကြောင့်တည်ဆုံသွားခဲ့တဲ့လူတွေရဲ့အကြောင်းကိုတဝေကယူွယ်တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။ပရိသတ်များရှေ့ဖျားငါးစုချိန်စာဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အပိကကြတဲ့ပရိသတ်တွေတူကြီးစီကိုခြေစုထိုးပေးတည်ရှိသလုံးစာရင်းစီဟာအကားဆောင်လဲခြေစုထိုးပေးတည်ရှိပါတယ်ရှေ့။ ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမေပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစဉ်ထာဝရပန်းစားနိုင်ကြပါစေရှင်။